ဟုတ်ကဲ့ဆရာဦးသန်းစွန့်နေခင်ဗျာအခုအာရခတက်တော် AA ရဲ့ဟိုကြောက်ဖြူတိုက်ပွဲတွေကျွန်တော်တို့ပြင်းပြထန်ထန်စနေပြီလို့သိရတယ်ဟို AA ကသူ့ရဲ့တက်တော့ကြနှစ်ခွန်စတဲ့ကဒီလိုမျိုးနယ်တွေကိုသူတို့တိုက်ခိုက်သိမ်းပိုက်ဖို့ဆောင်ရွက်ပြီဆိုရင်အနည်းနဲ့အမြန်ဆိုသလိုပဲပေါ့နော်အောင်မြင်သွားတာကြီးပဲသိမ်းပိုက်နိုင်တာကြီးပဲရှိတယ်အခုလည်းကြောက်ဖြူရဲ့အလားအလာကဟိုတော်တော်လေးနီးကပ်နေပြီလို့ကျွန်တော်သိရတယ်ဆိုတော့အဓိကသိချင်တာကကြောက်ဖြူကတရုတ်ကအဓိက စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်ဟိုတန်းခွေတွေယူနာတီပို့နေတယ်ဆိုဒီဟာတွေရှိတယ်ဆိုတဲ့အခါကျတော့ဒီကြောက်ဖြူကိုအေရသိမ်းနိုင်ပြီဆိုရင်ဟိုပြောင်းလာမဲ့နိုင်ငံရေးစစ်ရေးအခြေအနေဘလောက်ထိအပြောင်းအလဲတွေဖြစ်သွားနိုင်လဲဆိုတာသုံးသပ်ချင်တာပါဆရာအဲ့တော့ပထမဆုံးအနေနဲ့ဆရာရဲ့အမြင်အခုကြောက်ဖြူတိုက်နေတဲ့အပေါ်မှာစစ်ရေးရသုံးသပ်ချက်လေးအရင်ဆုံးသိလိုပါတယ်ဗျအခုတရားသလောက်ကတော့ကြောက်ဖြူမျိုးအခုလုံးကိုတော့ ျွန်တော်တို့အေးကဝိုင်းပတ်ထားပြီးကျွန်တော်သိရပါတယ်။ဒါပေမဲ့တရုတ်ရဲ့စက်ယုံတွေတရုတ်ရဲ့ကျွန်တော်တို့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလောက်ထားတဲ့မဒေးကျွန်းကိုတော့တိုက်တိုက်ခိုက်တဲ့အချင်းအဆင့်မရှိသေးဘူး။နောက်တစ်ခုအဲဒီနားမှာရှိနေတာဒညဝရီဒီလစကန်အဲ့ဒါကိုလည်းကျွန်တော်တို့တိုက်ခိုက်ရှင်းထွားသည်။သို့တော့ကြောက်ဖြူမျိုးအနေနဲ့ကတော့အေးကဝမ်ပတ်ထားတဲ့အချင်းကြီးဖြစ်တဲ့အတွက်ကြောက်ဖြူ မျိုးတက်တက်သိမ့်မယ်ဆိုလို့ရှင်တော့ရပိုင်းတွင်သိမ့်လို့ရနိုင်တဲ့အခြေအနေရှိပါတယ်။အဲဆိုလိုတာကပြောချင်တာကတော့တောက်ဖြူမျိုးတက်တက်အနေနဲ့ကတော့ရပိုင်းတွင်အေးကသိမ့်လို့ရတဲ့အခြေအနေပဲရှိပါတယ်။သို့တော့အဲ့ဒီကနေပြီးတော့မောရဝရီဒေတာစကန်ကိုသိမ့်မလားဒါမှမဟုတ်မရီကျွန်းကိုဆက်ပြီးတော့ထိုးစစ်ဆင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်အောင်မယ်အခြေအနေဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒီအချိန်နဲ့မှာစစ်ကောင်စီတို့ကလည်းသူ့စီးပွားရေးအရာတရုံနဲ့အကျိုးစီးပွားရေးသူ့အတွက်လည်းအင်မတန်အရေးကြီးမဲ့အနေထားဆိုတော့စစ်ကောင်စီနေနဲ့ဘလောက်ထိဒီအနေထားမှာစစ်ရေးရအင်အားတွေတိုးချဲ့ပြီးခုခံနိုင်မလဲဆရာ နောက်တစ်ခုကတရုတ်ကရောစစ်ကောင်စီဘက်ကတစုံတရာဟိုစစ်ရေးရအကူအညီပေးတာပဲဖြစ်ဖြစ်အေနဲ့ဟိုဟန့်တားတာပဲဖြစ်ဖြစ်လုံလာနိုင်လားအဲ့ဒီပေါ်ဆရာဘယ်လိုမြင်လဲဗျအခုကတော့ကျွန်တော်တို့ကြည့်ရတာကတော့တောက်ဖြူမှာတော့စိုးရရဲ့ စကားစားရဲ့ချင်းမြန်တိုင်းရင်၃ရင်းရှိတာပေါ့လေအဲ့ဒီ၃ရင်းချင်းမွန်ရေးကတော့ရခိုင်တပ်တော်အနေနဲ့အေးအေးအနေနဲ့တော့အနိုင်တိုက်နိုင်တဲ့အနေအထားရှိပါတယ်သို့တော်ညာလဲခုနကကျွန်တော်တို့မရေကျွန်းမှာရှိနေတဲ့ပြုတ်လုံညွင့်ရေးတပ်ဖွဲ့တွေကတော့ဘလောက်ထိပါဝင်လာမလဲဆိုတော့နည်းနည်းစောင့်ကြည့်ရမယ်အခြေအနေအခုကတော့ရင်ဆိုင်တိုက်ပွဲတွေမှာပါဝင်သေးတဲ့အနေအထားတော့မဟုတ်ဘူးသို့တော် drone စစ်စင်ရေးတွေမှာဤပညာရအူညီပေးပြီးတော့ ူတို့ဘက်ကပါဝင်တိုက်ခိုက်နေတယ်ဆိုတာကိုတော့သိရတယ်။ဒါကြောင့်မို့ဒီအခြေအနေတည်းပို့ပြီးတော့တကယ်တမ်းအဲ့ဒီကစက္ကဆရဲ့စစ်ကြောင်းနေနော်စက္ကဆတိုင်းရင်းတွေကိုကျွန်တော်တိုက်ခိုက်သိမ်းပိုက်မယ်ဆိုလို့ရှိရင်တော့ဒီလုံချုံရေးတပ်ဖွဲ့တွေဟာဘယ်လိုပုံသဏ္ဍာန်နဲ့ပါဝင်လာမလဲဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမယ်အခြေအနေ။အဲ့ဒီအခြေအနေကြည့်တော့ချက်ချင်းလက်ငင်းသူတို့ပါဝင်အောင်မဲ့ပုံမရှိပါဘူး။ဒါကြောင့်ပြောရလို့ရှိရင်ကျွန်တော်တို့ တောက်ဖြူမျိုးသိန်းတိုက်ပွဲသက်သက်ကတော့သိပြီးတော့မခက်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒညာဝရီဂျီတာစခန်းကိုသိမ်းပိုက်တဲ့အခါမှာဆိုရင်တော့ဒီတွေပို့ပြီးတော့သူကဒညာဝရီဂျီတာစခန်းနဲ့အတူရှိနေတယ်ဂျီတာရဲ့နော်ကျွန်တော်စစ်သင်္ဘောတွေပါဝင်လာမှုနိုင်မှုအခြေအနေတွေလည်းတွေ့ရတဲ့အခါကျတော့တောက်ဖြူမျိုးသိန်းတိုက်ပွဲလောက်လွယ်လွယ်ကူကူတော့ဖြစ်အောင်မှာမဟုတ်ဘူးချင်းတစုံတရာတော့ယူရလေးကုန်မယ်လို့ထင်ပါတယ်ဂျီနေကတော့ တညာပရိကြီးတဲ့စခန်းကိုဆက်ထိုးမလားဒါမှမဟုတ်လို့ရှင်ကြောက်ပြွားနေပြီးတော့ကျွန်တော်တို့မရီကျွန်းဘက်ကိုဆက်ပြီးတော့ဝိုင်းမလားဆိုတော့ကျွန်တော်တိကျမပြောနိုင်သေးဘူးပေါ့ဗျာသို့တော့တရုတ်ကျိုးစီးပွားတွေနဲ့တရုတ်ပိုင်ပစ္စည်းတွေနဲ့ဆက်ဆက်နေတဲ့မရီကျွန်းကတော့နော်အေးအေးနေနဲ့ကျွန်တော်တို့ရုတ်တရက်ချက်ချင်းဝင်ရောက်တိုက်ခိုက်သိမ်းပိတ်တဲ့အနေအထားတွေရှိမယ်မထင်ဘူးကျွန်တော်ကတော့ကြောက်ပြူမျိုးသိမ်းတိုက်ပွဲပြီးလို့ရှင်ဆက်ပြီးတော့ပြစ်လာမယ်တိုက်ပွဲကတော့ ဒညာရီဂျီတာစခန်းကိုတိမ့်တဲ့တိုက်ပွဲအဲ့ဒီတိုက်ပွဲကျွန်တော်ဆင်နွှဲရမယ်အနေထားရှိတယ်လို့ကျွန်တော်တော့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ဆရာအဲ့တော့တရုတ်ဘက်ကကြည့်အောင်ပါတရုတ်ကဟိုဂူးလို့အခြေအနေမှာသူ့ရဲ့ဒီစီးပွားရေးမရေကျွတ်မှရှိရစီးပွားရေးလုပ်ငန်းတွေရဆိုရင်လာရှိုးမှာဝင်ရောက်ပြီးသူဆွတ်ဖတ်တယ်လို့ပေါ့နော်အေးနဲ့တစုံတရာသူကမ်းလှမ်းတာမျိုးတန်တမန်နီးရစကားပြောတာမျိုးရောဖြစ်လာနိုင်ခြင်းရှိလားအခုအချိန်မှာအဲ့ဒါတော့ဖြစ်လာနိုင်ခြင်းရှိပါတယ်နော် ဒါပေမဲ့ကျွန်တော်တို့အမြင်ရပြောလို့ရှိရင် last show ကနေပြီးတော့ MND ကိုထွက်ခိုင်းနေနောက်ပြီးတော့ TNL ကိုလည်းကျွန်တော်တို့မြုံငားမြွာနေထွက်ခိုင်းနေဆွေးနွေးပွဲတွေပါတယ်ကိုတည့်ဥဆောင်မှုအောက်မှာလှုပ်လာတဲ့အချိန်မှာမြောက်ပိုင်းညီနောင်သုံးပွဲတွေကတတိယနော်အင်အားစုဖြစ်တဲ့ AA ကိုလည်းသူကတော့ဆက်ပြီးတော့နိုင်ငံရေးပြပေးဖို့ကတော့လှုပ်လာပါပါအဲ့ဒီအတွက်တကယ်လို့ ကျောက်ဖြူသိမ့်ပြီးတော့သူ့ရဲ့မရေကျွန်းကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကျွန်တော်တို့ကချင်းချောက်နိုင်တဲ့အနေအထားရှိလို့ရှိရင်ဆွေးနွေးပွဲမှာကိုယ့်ဘက်ကအသာစီးရနိုင်တဲ့အခြေအနေရှိပါနိုင်ငံရေးဆွေးနွေးပွဲတွေလှုပ်လာပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကအထက်စီးရတဲ့အနေအထားကိုရယူထားဖို့အတွက်မရေကျွန်းဝိုင်းပတ်ထားရေးဆိုတာကလည်းအေးအေးအတွက်အရေးကြီးတဲ့အဲနိပြည့်ရဲ့ခြေလှမ်းတရားဖြစ်မယ်လို့ကျွန်တော်တို့ယူဆပါတယ် တရုတ်နဲ့စကားပြောပြီဆိုရင်ခုနလိုကိုကအตาရပြီဆိုဒီနေရာမှာဟိုမြောက်ပိုင်းနဲ့မတူတာကတရုတ်နဲ့ကတရုတ်နယ်စပ်မဟုတ်ဘူးလေတရုတ်ကဒီ AA ပုံမှာဆက်ဆံလာမဲ့ပုံစံကဟို AA ကို favor ပေးမယ် AA ကိုအတိမတ်ပြူပြီး AC သူဒီ de facto အာဏာရှိတဲ့အဖွဲ့အစည်းဖြစ်ပြီးဆိုပြီးတော့ခုနလိုပေါ့နော်သူနဲ့ဆက်ဆံပြီးတော့အကျိုးစီးပွားချင်း share တဲ့ကိစ္စတွေအဲ့ဒီဟာတွေရောဖြစ်လာနိုင်လားဆရာဒေဂျာဘောက်သူ့ရဲ့ဂျင်းနီမြုံနံမှုသူ့အကျိုးစီးပွားတွေကို မထီပါဘူးအကကွယ်ပေးဖို့အေးနဲ့မုတ်ထဆွေးနွေးပါလိမ့်အဲ့လိုဆွေးနွေးတာတွေမကဘူးအဲ့ဒီဆွေးနွေးမှုကနေသူကစစ်ကောင်စီကိုသိပ်ပြီးတော့ယုံကြည်လို့လုပ်နေတာမဟုတ်ပါဘူးဒါရိုက်အေးအေးနဲ့သူတို့စကားပြောတဲ့နေသားတွေရောက်ရှိလာနိုင်မှာအဲ့ဒါဖြင့်သူ့ရဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကမကြာခင်မှာအကောင့်ထဲပေါ်လာနေနောက်တစ်ခုကတော့အေးနဲ့စကားပြောတဲ့အခါမှာ စစ်ကောင်စီကတစင်စကားပြောတဲ့အနေထားနဲ့မလုံလောက်တော့ဘူးဆိုတာသူဒီကောင်းသိလာနိုင်တယ်။အဲ့တော့သူကိုယ်တိုင်တိုက်ရိုက်ပြောလာတာရှိလာနိုင်တယ်။အဲ့ဒါကြောင့်မို့အရှိမျောက်မှာ လုံနေတဲ့ MNDA တို့ DNL တို့တဲ့ဆွေးနွေးပွဲနဲ့မတူတဲ့ပုံတရံနဲ့သူကနိုင်ငံရေးအရာဆက်ဆံပြောဆိုလာရမယ်အနေထားတွေရရှိလာနိုင်တယ်။အဲ့လိုအနေထားတွေရရှိဖို့အတွက်ကိုကညာဝတီစိတ်ကမ်း ကိုလဲဦးမှုယူတိမ့်ပိုက်ပြီးတဲ့နောက်မရေကျောင်းကိုစီရရဝိုင်းပတ်ချင်းထိန်းချောက်ထားနိုင်တဲ့အနေထားတရားကိုကျွန်တော်တို့တိဆောက်ဖို့အေးအေးအနေနဲ့လိုအပ်နေပြီလို့ကျွန်တော်မြင်တဲ့အကြောင်းကိုကျွန်တော်တင်ပြတာ။ဟုတ်ကဲ့ဆရာအဲ့တော့ဆိုလိုချင်တာကကုနာလို့ပေါ့နော်။အကြောက်ဖြူအပါဝင်ဒေတာတစ်ခုလို့အေးအေးအနေနဲ့ချိန်ချောက်နိုင်ပြီးအဓိကစိုးမိုးနိုင်ပြီဆိုကုနာကျွန်တော်ဆိုလိုချင်တာအေးရဲ့နိုင်ငံရေးရကပတ်မျက်နှာစာမှာတန်တမာရေးရပါဘူး။အချိုးကွက်တစ်ခုဖြစ်သွားနိုင်လားဆိုတော့ ုံးသက်ချင်တာဘာလို့ဆိုတရုတ်ကလည်းစကားပြောလာတော့မယ်အေးကလည်းပြီးခဲ့တဲ့မကြသေးခင်ရပ်ပိုင်းကနော်သူ့ရဲ့စစ်မှုထမ်းဟိုပြသန်းချက်နဲ့ပတ်သက်ပြီးအရခတိုင်းပြည်အတွက်သူကဟိုကြေညာထားပြီဖြစ်တယ်လေဆိုအဲ့ဒီအတွက်သူနိုင်ငံတကာနဲ့သူဆက်ဆံရတော့မယ်အပိုင်းတွေလည်းစဉ်းစားရတော့မယ်အဲ့တော့ဒီကြောက်ဖြူကအตาရပြီဆိုရင်နိုင်ငံကြီးကကမ္ဘာတန်တမာရေးကိစ္စမှာအေးရရှေ့နောက်တလန်းထွက်တော့မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တွတ်နိုင်လားဆရာအဲ့ပေါ်ကိုဘယ်လိုမြင်လဲကြောက်ဖြူကို ရသွားပြီဆိုလို့ရှင်အေးနေနဲ့နော်စီရရအောင်ဘွဲတာမကပဲနဲ့နိုင်ငံရေးရပါရှစ်တလန်းတက်နိုင်တဲ့အနေအထားကိုရောက်ရှိသွားလိမ့်မယ်လို့ကျွန်တော်ယူဆပါဒါပေမဲ့အေးအေးဟာကြောက်ဖြူကိုသိမ့်ပိုက်လိုက်နိုင်ယုံနဲ့နိုင်ငံတကာအသိမှတ်ပြီးကျွန်တော်တို့တစင်တိုးရရှိလာလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ပါကျွန်တော်မျှော်လင့်တာတော့ဘာလဲဆိုတော့ကြောက်ဖြူကမရေးကျွန်းကိုထိန်းချောင်းနိုင်တဲ့အနေအထားရှိလို့ရှိရင်တရုတ်အနေနဲ့ ေးနဲ့ဆွေးနွေးဆက်ဆံတဲ့နေရာမှာပုံသဏ္ဍာန်ပြောင်းသွားလိမ့်မယ်နောက်တစ်ခုကအဲ့ဒီတည်းပို့တိုးပြီးတော့စစ်ကောင်စီဟာသူ့ရဲ့အကျိုးစီးပွားတွေကိုတာဝန်ယူနိုင်တဲ့အခြေအနေမရှိဘူးဆိုတဲ့နော်အမြင်တရုတ်မှာပို့ပြီးတော့အားကောင်းလာနိုင်မှာအဲ့ဒါဆိုလို့ရှိရင်အေးနဲ့ပတ်သက်လို့ရောဒီဗမာပြည်မှာခုဖြစ်နေတဲ့ຫນွေဥတော်လိုင်းရင်းနဲ့ပတ်သက်လို့ရောတရုတ်အနေနဲ့ပေသိခေါ်အောင်ချင်ပြီပေါ့ဗျာ ပြန်လဲပြီးစဉ်းစားမယ်အနေထားတည့်ရတည်တော့ရောက်ရှိလာနိုင်တယ်လို့ကျွန်တော်ကမျှော်လင့်ပါဒါပေမဲ့အေကအာရခကျွန်တော်တို့တိုင်းပြည်အာရခလမ်းစဉ်စသည်အားဖြင့်เนาะအဲ့ဒီအနေထားတွေကိုနိုင်ငံတကာကနေပြီးတော့အသိမှတ်ပြုပြီးတော့ဆက်ဆံလာတဲ့အနေထားတည်တော့ရောက်ရှိမယ်လို့မထင်တဲ့အကြောင်းကျွန်တော်ပြောတာโอเคအဲ့တော့ဆရာနောက်ဆုံးအနေနဲ့စစ်ကောင်စီအနေနဲ့ကရောသူဘလို့မှသူ ိုတန်းချုပ်လို့မရနိုင်ဘူး AO လည်း तू ရှင်မတိုက်နိုင်တဲ့အနေထားပေါ့နော်အရက်စကားနဲ့ပဲပြောကြပါစို့ဆိုရင် तू ကလေရင်နဲ့ပဲ तू ဖြတ်လို့ဖြတ်စည်းလုံနိုင်မယ့်အနေထားလေးအဲ့ဒီအခြေအနေမှာဘလို့စဉ်းစားနိုင်လဲစစ်ကောင်စီနေနဲ့လက်လျှော့ပေးနိုင်လားစစ်စစ်ညီနိုင်ပြီးတော့ကဲ AO ပဲဟိုခုနဒီဖက်တိုပဲဖြစ်ဖြစ်ပေါ့နော်ပေးလိုက်တဲ့အနေထားမျိုးဖြစ်နိုင်လား तू ကတော့တစုံတရာဘလို့မျိုးဒုက္ခပေးနိုင်တဲ့အနေထားရှိနိုင်သေးလဲအဲ့လိုကျွန်တော်တို့ဒီဖက်တိုတို့အနာ300တို့ဘာတို့နော် သူကပေးမှာမဟုတ်ပါဘူးသူပေးစရာလည်းမလိုပါဘူးကိုကဈေးရသိမ့်ပိုက်ထားပြီးနော်သူအဲ့ဒါတွေဘာမှပြောဆိုလို့လည်းမရမှာမဟုတ်ပါဘူးစစ်ကောင်စီအနေနဲ့ကတော့အခုကလည်းအခုကလည်းကြမ်းတော့တာစစ်တွေရဲ့ကြောက်ဖြူရဲ့ပင်လယ်ထဲမှာရှိနေမအောင်ရဲပဲရှိတော့တာကြခိုင်းတပြည်လုံးမှာသူကရှုံးနေပါရှုံးနေအခုကသူကအမိခံပေါ့ဗျာဒီသူတိုက်ပွဲရှိနေတယ်ဆက်တိုက်ပွဲဝင်နေတယ်ဆိုတာသိအောင် ဆိုတော့အဲ့အဲ့အဲ့ထဲမှာလဲစစ်တွေမျိုးကလည်းမကြသေးတဲ့အတွက်သူ့အနေနဲ့အဲ့ဒါကြီးကဆိုတော့ကစစ်ရှုံးပါပြီလို့သူ့အနေနဲ့မပြောသေးတာပေါ့ဗျစစ်တွေပါကြသွားပြီဆိုတော့ပွဲပြီးသွားပြီအဲဒါပေမဲ့သူ့အနေနဲ့ကတော့တောက်ဖြူမှရှိတဲ့သူ့ရဲ့ရေရစခန်းကိုတင်ပိုက်ပြီးတယ်နော်မရေချောင်းကိုဝိုင်းထားလိုက်ပြီဆိုရင်တော့သူ့ရဲ့အခန်းကပြောစရာစိုးစရာသိရှိတော့မှာမဟုတ်ဘူးတယောက်ကလည်းထည့်ပြီးတော့သိစဉ်းစားတော့မှာမဟုတ်ပါဘူး ကျွန်တော်ပြောတာအဲ့ဒီအချိန်ဒီတခုကိုပြောတာအဲ့ဒီအချိန်ဒီမှာတော့တမ်းပြောင်းပါလို့တရုတ်ကိုယ်လေတွေလာပြီးတော့ဝင်ရောက်ဆွေးနွေးတာတို့ဘာတို့အဲ့ဒါတွေကတော့ဖြစ်လာနိုင်ကြအချိန်ဒီမရှိတော့အဲ့လိုမဖြစ်ဖို့အတွက်ဆိုလို့ချင်းကိုယ့်ဘက်ကလက်ဝှမ်းဥယူထားဖို့ပါစစ်ကောင်စီရဲ့ရေရစခန်းကိုတိမ့်ပိုက်ပြီးတော့မရေးကိုဝိုင်းထားဖို့ကျွန်တော်လိုအပ်တယ်အဲ့ဒီပေါ်မှာဆွေးနွေးဝဲစကားပြောတဲ့အခါမှာတရုတ်အကျိုးစီးပွားတွေရဲ့အနာဂတ်အတွက်နော် ပြုတ်ကဘယ်လိုသဘောထားမှာလဲဆိုတော့အေးအေးအနေနဲ့ပြန်ပြီးမိကွန်းထုတ်ခွင့်ရနိုင်တဲ့အနေအထားကြီးရောက်ရှိလာလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းကျွန်တော်ကရှင်းပြချင်တာဟုတ်ကဲ့ဆရာဦးသားဆွနဲ့ကျေးဇူးများတင်ပါတယ်အခုကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်လာနေတဲ့အခြေအနေပေါ်မှာစီးရင်နိုင်ငံကြီးအပြောင်းလဲဘာတွေဖြစ်လာနိုင်လဲတရုတ်ရဲ့မူဝါဒအပြောင်းလဲဖြစ်လာနိုင်လားဆိုတဲ့အပေါ်မှာအခုလိုအသေးစိတ်သုံးသပ်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးပါပဲ